လာမယ့်အော်တိုဘာ29ရက်နေ့ကြာလို့ရှင်ဒီနာမှာမဲ့တုံးဖွဲ့ TNNA MMDA AA တို့ဖော်ဆောင်ခဲ့တဲ့သစင်းသက်ခွန်စစ်စင်ရဲဟာဆိုလို့ရှိရင်နနစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။နနစ်ပြည့်ခဲ့ပြီဆိုပေမဲ့လည်းတချို့နေမျိုးတွေကိုညီနာမှာမိတ်တွေပြန်လဲလက်လွတ်ဆုံးရှုံးလိုက်ရပြီးတော့စစ်တပ်ကပြန်လဲထိန်းချုပ်နိုင်ခဲ့ပါတယ်။ စစ်တပ်အနာတင်ပြတဲ့နောက်ပိုင်းမှာစစ်ပွားရေးနိုင်ငံရေးလူမှုရေးစတဲ့အဖက်ဖက်ကြဆင်းနေတဲ့အချိန်မှာတော့ပီတူတွေကတော့မီတူပင်အောက်ချုပ်နေပါစေစစ်မှန်တဲ့ငင်းချမ်းရေးကိုလိုလားချင်နေကြတာတော့ညင်လို့မရတဲ့အချက်တစ်ခုဖြစ်ပါတယ်အနာရှင်စစ်တပ်ကိုမကြိုက်လို့တိုက်ထုတ်နိုင်ခဲ့တဲ့လက်နက်ကန်အဖွဲ့အစည်းတွေကိုယုံကြည်အားကိုးခဲ့တဲ့ပြည်သူတွေကတော့ရက်ချလာတာနဲ့အမျှအနာရှင်အသက်လက်ထဲပြန်ပြီးအသက်ရှင်နေရတယ်လို့ MMDA ထိန်းချုပ်နိုင်ခဲ့တဲ့တိန်နီမြို့ဒေတာခန်တွေကတော့ပြောပါတယ် ရှမ်းတနော်စင်စာဖပရိတ်တာအားလုံးပဲမင်္ဂလာပါဒီတစ်ပတ်ပေါ့ဒ်ကတ်ထဲမှာတော့နန်းလာရေးတားထားတဲ့နယ်ဆက်ကုံတွယ်ရေးလမ်းမပေါ်ကတိန်ဒီမြို့ရဲ့ကံကြမ္မာဆောင်းပါးတဘက်ကိုလာရောက်တင်ဆက်ပေးတော့မှာပါအခုဆောင်မကိုရှမ်းတနော်စင်တရင်ဌာနကနေအော်တိုဘာ16ရက်နေ့ကစာရေးသားအနေနဲ့ထုတ်လွှင့်ခဲ့ပါတယ်။ဒီအစီအစဉ်ကိုကျွန်တော်ဇိုင်းဆိုင်လင်နဲ့နန်းခမ်းကူလိုကပူပေါင်းတော့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ တဒါအတိတ်ကြီးမှဆိုရင်အနီရောင်ကျဲတပွင့်အလံကြီးကိုတွေးလိုက်ရတော့မျက်ရည်တွေဝဲပြီးရင်ထဲမှာဆိုးနှင့်သွားတာပဲဘလောက်ပဲစစ်တပ်ကိုမကြိမ်မကြိုက်ပေါ့နော်တခြားသူတွေလာတော့ဝန်းနေတယ်လို့ရှမ်းပြည်နယ်မြောက်ပိုင်းမှာနေထိုင်သူဒေါ်နန်းခန်းအမည်လွဲကပြောပါတယ်အော်တိုဘာ29ရက်နေ့ဟာတစ်တုံညာနှစ်ခုစစ်စင်ရေးနှစ်နှစ်ပြည့်မြောက်မှာဖြစ်ပါတယ်စစ်ဆောင်အပြီးနှစ်နှစ်အကြာနေရကိုပြန်လာခဲ့သူဒေါ်နန်းခန်းဟာမိတ်ဆွေတွေရဲ့အခြေအနေတွေ တည်ငြိမ်နေပြီဖြစ်ကြောင်းပြောကြားချက်တွေကြောင့်မယုံရဲယုံရဲနဲ့နေရက်ကိုပြန်လာခဲ့သူဖြစ်ပါတယ်။ရခင်လာရှုခရင်လက်အောက်မှာရှိပြီးကုံကားကြီးတွေဖြတ်တန်းသွားလာတဲ့ဂျာမျိုးတတာပဲရှိတဲ့မြို့လေးဟာတစ်တုံညာနှစ်ခုစစ်စင်ကြီးရဲ့လိမ့်လုံးတွေရိုက်ခတ်ပြီးနှစ်နှစ်အကြာမှာတော့စစ်ရေးမြေပုံပေါ်မှာတာမကနိုင်ငံရေးစီးပွားရေးစပွဲဝိုင်းတွေပေါ်မှာပါမိပေါင်းထိုးခံနေရတဲ့မြန်မာပြည်ရဲ့ဗဟိုချက်တစ်ခုဖြစ်လာခဲ့ပါတယ်။စစ်ကောင်စီနဲ့ကိုကန့် MNDAA တို့ကြာအပြစ်ခတ်ရက်စရေးဆိုတဲ့စာချုပ်တစ်စောင်ရှိနေပေမဲ့ဒီမျိုးရဲ့ကံကြမ္မာကတော့ရေဘွက်ပမာမတည်ငြိမ်သေးပါဘူး။တိန်နီဟာစစ်တပ်အတွက်တိုင်းစစ်ဌာနချုပ်ရှိခဲ့တဲ့လာရှုလိုအရေးပါတယ်လို့ကိုကန်တပ်တွေအတွက်လည်းသစင်နဆက်ခွန်စစ်စင်ရေးရရလက်နဲ့၎င်းတို့နယ်မြေကိုခိုင်မာအောင်ထိန်းထိန်ထားမဲ့ရှေ့တန်းခံတဲ့တခုလိုဖြစ်နေတာကိုမြင်တွေ့ရနိုင်ပါတယ်။ ။ဒါပြင်စစ်တနက်ကိုကန့်တက်တော့ကြာနနမိတ်မြင်းတခုလိုတမတ်ခံထားရတဲ့တိန်ဒီမျိုးဟာလက်ရှိမှာမြန်မာတရုတ်နယ်စက်ကုံတွေရဲ့အကြီးဆုံးဂိတ်ဖြစ်တဲ့မူဆယ်105မိုင်နဲ့ဒုတိယအကြီးဆုံးချင်းရွှေဟော်ဂိတ်တွေကိုဆက်တွယ်ပေးထားတဲ့အဓိကလမ်းဆောင်လို့ဖြစ်လာခဲ့ပါတယ်။ တရုတ်နိုင်ငံကနေမြန်မာပြည်မှာမန္တလေးရန်ကုန်ကို တင်တွန်းတဲ့ဂုံပစ္စည်းတွေနဲ့မြန်မာကနေတရုတ်ကိုတင်ပို့မဲ့တန်ရန်စာတာပစ္စည်းတွေစက်ပြိုးရေးထုတ်ကုန်တွေဟာတရားဝင်ရောတရားမဝင်ပါ စီးဆင်းတဲ့ပင်မလမ်းမကြီးကို ထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ One Belt One Road BRI စီမံကိန်းအရစွမ်းအင်ပိတ်လိုင်းတွေနဲ့အခြေခံအဆောက်အအုံစီမံကိန်းတချို့ဟာလည်းရှမ်းမြောက်ဒေသမှာရှိနေတာကြောင့်၎င်းတို့ရဲ့ယင်းနှမြုပ်နှံမှုတွေကိုစိတ်ချလက်ချကာကွယ်ထိန်းသိမ်းဖို့ရာတိုင်နီတည်ငြိမ်ရေးကိုအလိုရှိနေခဲ့တာလည်းဖြစ်ပါတယ်တိတုံညာနှစ်ခုစစ်စင်ရေးကာလမှာတိုင်နီဒေတာတဝိုက်တိုက်ပွဲများကြောင့်ကုံသွဲရေးလမ်းကြောင်းတွေပိတ်ဆို့ခဲ့ပြီးတရုတ်စီးပွားရေးအရဆုံးရှုံးမှုကြီးမားခဲ့ပါတယ် ဒါကြောင့်တိန်နီတင်ញံအေးချမ်းစီမဲ့အုပ်ချုပ်ရေးအဖွဲ့တခု MNDAA ဖြစ်စေစစ်ကောင်စီဖြစ်စေကထိန်းချုပ်ထားပြီးကုံသွဲရေးကိုအ мян ဆုံးပြန်လဲစတင်စီဖို့တရုတ်ကဖိအားပေးနေခဲ့တာဖြစ်ပါတယ်တရုတ်နိုင်ငံအတွက်ကတော့ကုန်သွယ်မှုရဲ့အကျိုးအမြတ်ယင်းနီမြုပ်နှံမှုရဲ့လုံခြုံရေးနဲ့ဒေတာတွင်ဩဇာတည်ဆောက်ရေးအတွက်အဓိကကြားတဲ့မဟာဗျူဟာမြို့လေခေါင်ဖြစ်နေပေမဲ့ဒေတာခန့်တွေအတွက်ကတော့နိုင်ငံလားငရေလားပါပဲလို့နန်ခန့်ကယင်ဖွင့်ပါတယ် တို့မဆစ်ရှောင်တာနည်းနည်းပြည့်တဲ့အချိန်နေရက်ကိုပြန်လာတဲ့အခါပြောင်းလဲမှုတွေများစွာကြုံတွေ့ရတယ်လို့ပြောပါရယ်တရုတ်နယ်ဆက်နက်နေတဲ့မြို့ဖြစ်ပေမဲ့စိုက်ပျိုးရေးကိုဒါအဓိကထားလောက်ကင်ကြတဲ့မြို့ဖြစ်တဲ့အတွက်စပားအများဆုံးစိုက်ပျိုးတဲ့နေရာတွေမှာဘူဒိုဇာနဲ့ထိုးထားတဲ့မြေကွက်လက်ကြီးတွေမျက်စိသုံးအကြံပင်တွေကိုအံ့ဩတကြီးကြီးမိလိုက်ပြီလို့ဆိုပါရယ် ။ဒိန်နီလွန်ပြင်ဟာရှမ်းပြည်မြောက်ပိုင်းမှာအရှည်ဆုံးလွန်ပြင်တစ်ခုလည်းဖြစ်ပါတယ်။စပါးဆိုင်အများဆုံးဒေတာတစ်ခုလည်းဖြစ်ပြီးစပါးပြောင်းပဲပုတ်နဲ့ဒေတာထွက်အတီးနံတွေအများဆုံးစိုက်ပျိုးကြတာပါ။မျောစာပြက်စီးလွယ်တဲ့အတွက်မဆိုင်ပြိုးကျတဲ့ကြံပင်တွေကိုလည်းမြင်ရတဲ့အတွက်တက်ပြင်းချမိတယ်လို့ဆိုပါတယ်။အင်းအပြန်လန်းတလျှောက်ပေးဆောင်ရတဲ့အခွင့်အခါကိတ်တင်အခု30လောက်ရှိတာကိုလည်းတူမမှအံ့ဩမဆုံးဖြစ်ရတယ်လို့ပြောပါတယ်။ ်မြို့တွင်းကိုဝင်လိုက်ရင်အစင်းရောင်ဝတ်စုံတွေဝတ်ဆင်ထားတဲ့တူတွေအများပြားကိုတွေးမိတဲ့အခါတုံလှုပ်စိတ်ဖြစ်မိတယ်လို့နန်းခမ်းအမီလွဲကတော့ယင်ဖွဲ့ပါတယ်သူတို့ပြောတဲ့စကားကိုလည်းငါကနားမလဲငါပြောတဲ့စကားကိုလည်းသူတို့ကနားမလဲအခုချက်ချင်းပဲတနက်နေ့တောင်ပြစ်လိုက်မှစိုးရတယ်စကားတွေပြောတာကလည်းအတန်အကျဉ်းနဲ့ရိုင်းတယ်လို့နန်းခမ်းကတော့ခေါင်းကိုလေးလေးပင်ရမ်းကပြောပြပါဗျာ ဒီမှာတိခတဲ့မြို့လမ်းမတန်းနေရာတွေမှာအခုဆိုရင်တရုတ်စားတောက်ဆိုင်တန်းတွေလူတုံးကုန်ပစ္စည်းဆိုင်ကြီးတွေ KTV တွေမြင်တွေ့လာရတယ်လို့ပြောပါတယ်အကွက်အကွင်းကောင်းတဲ့နေရာကိုတိန်းထောင်ချီဝဲယူနေကြတဲ့အတွက်မိတ်ဆွေတချို့မပြေလည်တဲ့စီးပွားရေးအကြာ မတည်ငြိမ်တဲ့နိုင်ငံရေးအခြေအနေတွေကြောင့်ရောင်းထုတ်ကပြောင်းရွှေ့တွားကြတယ်လို့ဒုမတ်တပ်ပြင်းချကဆိုပါတယ်။သူတို့အရှိရှိမြို့ကိုရောင်းစားလိုက်ပြီလို့ပြောတာပဲ။ မဟုတ်ရင်ဘယ်သူကဒီလောက်အတီးကြလုံးမှာလဲမဟုတ်ဘူးလားအဲ့အကြောင်းလဲငါကူးမြူကူးပြန်လာတာပေါ့စိတ်ထမဖြစ်နိုင်ဘူးလို့ယူဆရတာပဲလို့ဒေါ်နန်းခန့်အမိလွဲကဆိုပါတယ်ငယ်စဉ်ကတည်းကအသက်60အထိတပိုင်းတနိုင်ဈေးရောင်းစားခဲ့တဲ့သူမအနေနဲ့စိတ်ကောင်းစီပြစ်ချထားလို့ပျက်စီးသွားကဟင်းလင်းမြင့်ကြီးဖြစ်နေတဲ့ဈေးကွက်လက်ကြီးကိုကြည့်ကအကြိမ်ကြိမ်တက်ပြင်းရှားမိတယ်လို့ပြောပြန်ပါတယ် ဒါအပြင်သူမအမြဲတောင်းနေကြတိန်ဒီစော်ဘွားတိဆောက်ထားခဲ့တဲ့ဘုံကြီးကျောင်းအရှိမအခင်အမဆောက်ထားတဲ့လွန်ကစားတန်လျာကြီးဟာသူမအံ့ဩတုန်လုံးမှုကိုနှဆဖြစ်စေတယ်လို့ဆိုပါတယ်ရခင်ဖျားပွဲရောက်မှသာမြင်တွေ့ရတဲ့အရာတွေဟာအခုချိန်မှာလူတအုံအုံနဲ့လို့ဆိုပြန်ပါတယ်။အရင်ကတော့အပျော်ပဲအခုကအပြက်ဖြစ်လာနေပြီလို့အတန်တုံတုံနဲ့ဒေါ်နန်းခန့်အမြီလွဲကပြောပါရတယ်။နှစ်နှစ်အတွင်းအလုံးအရင်တိုးဝင်လာကြတဲ့ လူမျိုးခြားတရုတ်လူမျိုးတွေဒေတာခန့်တွေအပေါ်တယောက်မှုကြီးလာတဲ့လောင်ကစားဝိုင်းတွေနေမြေထိန်ချုပ်တာကိုအကြောင်းပြပြီးအနီးပတ်ဝန်းကျင်လေမြေအများပြားကိုတင်စည်းတာတွေစီးပွားရေးသမားတွေနေရာကောင်းတွေကိုဈေးကောင်းပေးဝယ်ယူတာတွေစသဖြင့်ဒေတာရဲ့စီးပွားရေးနဲ့လူမှုရေးပတ်ဝန်းကျင်ဟာတရုတ်ရွှေငွေဩဇာအောက်ကိုပုံမှုရရှိလာပါတယ်။အလုံးလုံးလိုက်လောင်ကစားလေးပြေးလုံးလိုက်နဲ့အနီးနားမှာလည်းဟိုဟာပြောက်ဒီဟာပြောင်းနဲ့ ပြီးခဲ့တဲ့တစ်ခါကဆိုဒီလောင်းကစားကြောင့်မိတ်ဆွေတဦးတော်အသက်ခံလိုက်ရတယ်လို့မျက်ရည်ဝဲကအတန်တူးတူးလေးဖြင့်ဒေါ်နန်းခန်းအမိလွဲကဆိုပါသေးတယ်။ ဘာသာစကားမတူလူမျိုးမတူတူတွေရဲ့လက်အောက်မှာဒေတာခဏကိုတောင်လှုပ်စေတဲ့တေတံဘေးတရားစီရင်ရဟာဘိန်းစားတခိုးတွေလိုလူမျိုးအတွက်နေမြင့်ငင်းချမ်းစေတယ်ဆိုပေမဲ့လည်းအမြင့်မြတ်မရှိခေါင်းစင်တက်ဖန်းစီတာငွေကျဲအမြောက်များနဲ့ပြန်လဲရွေးထုတ်ရတာစတဲ့တရားဥပဒေစိုးမမှုတင်းကျပ်ထားတဲ့ကိုကန့်တက်ရဲ့အုတ်ချမှုအောက်မှာတဖြည်းဖြည်းတိတ်ဆိတ်လာတယ်လို့ဒေတာခဏကဆိုပါတယ် အပြစ်တန်စီရင်တော်ကိုတအိမ်တယောက်ခေါ်ပြီးကြည်စေခိုင်းတဲ့အတွက်ဒေါ်နန်းခမ်းတယောက်ကတော့နေရလအိမ်တွင်းကနေအိမ်ပြင်ထိတောင်မထွက်စေနိုင်တဲ့အထိဖြစ်ခဲ့ပါတယ်တဆန်နဆက်ခွန်စစ်စင်ရဲဟာပြည်သူတွေလိုချင်တဲ့စစ်အာဏာရှင်ချုပ်ငင်းရင်းကိုဥတီတဲ့တော်လရင်အရှင်ဟုံကို မြင့်တင်ပေးခဲ့ပါတယ် ဒါမဲ့စစ်ရေးအောင်မြင်မှုရဲ့နောက်ဆက်တွဲက Federal အိမ်မက်နဲ့လူမျိုးစုအခြေပြုအုပ်ချုပ်ရေးကြားကကွာဟမှုကိုဒေတာခန့်တွေမေးခွန်းထုတ်เสียဖြစ်နေတယ်လို့စိုးရိမ်เสียပူပန်เสียတွေလည်းဖြစ်လာပါတယ်။ တိန်ဒီကိုကိုကန်လက်ထဲကနေစစ်တပ်က ပြန်လည်တောင်းဆိုနေတာဟာမြန်မာတရုတ်နယ်စပ်ကွန်တွေရဲ့လမ်းကြောင်းကိုပြန်လည်ထိန်းချုပ်ချင်တာလည်းဖြစ်တယ်လို့စစ်ရေးနိုင်ငံရဲ့တုံတက်သူတွေအကဲခတ်ကြတယ်လို့စစ်ကောင်စီရဲ့ထိုးစစ်လမ်းကြောင်းတွေပိုပွင့်လင်းတွားနိုင်တာကြောင့်လည်းဖြစ်နိုင်တယ်လို့ဆိုကြပါဗျ။စီပွားရေးကြောင့်ပဲဖြစ်ဖြစ်စီးရီအခြေအနေကြောင့်ပဲဖြစ်ဖြစ်နေထိုင်သူစစ်ဆောင်နေသူဒေသခံတွေကတော့နေစဉ်နဲ့အမျှရင်တထိုင်ထိုင်နဲ့နေထိုင်ရတယ်လို့ဆိုကြပါဗျာ နေဆက်ကုံသွယ်ရေးရဲ့အကျိုးစီးပွားနဲ့ကြီးပွားတဲ့နိုင်ငံရေးဖိအားတွေကြားမှာပြောင်းလဲမှုများစွာရှိနေတဲ့တိုင်နီမြို့လေးဟာရှင်းဆက်ဘလို့ပုံစံမျိုးဖြစ်လာမလဲဆိုတာကတော့စောင့်ကြည့်ရအောင်မဲ့မြန်မာပဏိပခတ်နေမြေတစ်ခုဖြစ်နေပါတော့တယ်။သူမနေထိုင်တဲ့မြို့ဟာတိုင်နီစော်ဘွားနေမြေရဲ့မြို့တော်ဟောင်းဖြစ်ပြီးလက်ရှိမှာကျေးရွာအုပ်စုပေါင်းအခု30ကျော်ရွာပေါင်း100နဲ့ရှိပြီးရှေးရခင်ကလေးကရှမ်းပြည်ရဲ့တမိုင်းမှာအရေးပါတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ ဒါအပြင်ရှမ်းပြည်တပ်မတော် SSA ကိုဖွဲ့စည်းခဲ့တဲ့မြန်မာနိုင်ငံရဲ့ပထမဆုံးတမရကတော့တိန်နီစော်ဘွားကြီးရဲ့သမီးတော်မဟာဒေဝီနန်းဟိန်ခန်းရဲ့မွေးဖွားရာဒေသတစ်ခုလည်းဖြစ်ပါတယ်။ငါတို့စော်ဘွားတွေတော်တာကတော့ရာဇဝင်မှာပဲကြံခဲ့ပြီလို့ဒေါ်နန်းခမ်ကတော့ဆိုလိုက်ပါတယ်။အခုဆောင်းမကိုနန်းလောက်ကရေးသားထားပြီးတော့ကျွန်တော်ဇိုက်ဆင်ပြန်တယ်။ဒီမှာနန်းခမ်ကစတင်ပြန်ပါမယ်။